နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဧပြီလ28ရက်တနင်္ဂနွေနေ့ ယေရမိမိတန်စကားခန်းကြီး3အငယ်16မှ26အကျွန်ုပ်ခံရသောဆင်းရဲညွန်ညင်ခြင်းကို၎င်းဒေါနာနှင့်သဲကြီးအည်ကို၎င်းအောက်မေ့တော်မူပါဧကံအမှန်အောက်မေ့တော်မူလိမ့်မည်ထို့သောအကျွန်ုပ်၏နှလုံးသည်ဆင်ခြင်၍တရိယာသောအခါမျောလင့်စရာအခွင့်ရှိပါ၏။ဒါရဖျာသည်တနာတော်မူ၍ဂိညုနာတော်သည်မကုံသောကြောင့် ငါတို့သည်ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြ၏နာနတ်တိုင်းဂ ्यु နာတော်အသက်ကို ခံရကြ၏တစ္ဆာတော်သည် ကြီးမြတ်ပါ၏ငါဝိညာဉ်ဤသဘောဟုမူကားသာရဖျားသည်ငါ၏အဖို့ဖြစ်တော်မူ၏ထိုကြောင့်ကိုရောကိုမျောလင့်ပါ၏ကိုရောကိုမျောလင့်တော်သူနှင့်ကိုရောကိုရှာတော်သူ၏စိတ်ဝိညာဉ်အားသာရဖျားသည်ဂျေဇုပြုတော်မူ၏ကဲတင်တော်မူမီဟုမျောလင့်လျက် ငင်ဝတ်စွာဆောင်၍နေကောင်၏။သာရပြားသည်တနာတော်မူ၍ဂယုနာတော်မကုံသောကြောင့်ယေရမိမြည်တမ်းစကားအခန်းကြီး3ခန်းငယ်20ဖျားသခင်၏မြစ်တာဘေရောမမကုံခံပါ။ နာမတန်းဖြစ်လျက်အိုမင်းပြည်ဖြစ်သည့်ဂျိုစီဖခင်သည်သူမထံသို့ပြောင်းရွှေ့လာသောအခါဖခင်အားစောင့်ရှောက်ရန် နေ့စဉ်လိုအပ်ချက်များအတွက်သူမအလွန်ဖိစီးမှုခံစားခဲ့ရသည်ဝယ်ရမည့်ဆေးများကဈေးကြီးသည် သူမ၏အခြားအချင်းပြေအလုတ်တာဝန်အပြင်ပြုစုစောင့်ရှောက်ရေးတာဝန်များပုံမဆိုးဝါးလာသောဖခင်၏ကျန်းမာရေးအခြေအနေနှင့်ဆက်လျင်း၍ဆုံးဖြတ်ချက်ချရန်ဉာဏ်ပညာလိုအပ်မှုများစသည်တို့ကသူမကိုအာရော့စေသည် ခွန်အားတွေလက်တွေ့ကျတဲ့အရင်အမြစ်တွေဉာဏ်ပညာနဲ့မြင့်တာတွေကိုဘလို့လောက်ပြီးဆက်လက်စုစည်းပေးကမ်းနိုင်ပါလဲဟု သူမကဆိုသည်ယေရမိနှင့်ဖျားသခင်၏လူမျိုးတော်တို့ခံစားခဲ့ရသောဝမ်းနည်းကြေကွဲခြင်းအကြောင်းဖော်ပြသည့်ယေရမိမိတန်းစကားမှမျှော်လင့်ချက်ကိုဂျိုစီရှာတွေ့ခဲ့သည်ယေရုရှလင်မြို့သည်ဘာဗုလုန်တို့၏ဖျက်ဆီးခြင်းခံခဲ့ရပြီးယခုအခါယူရလူမျိုးတို့သည်တိုင်းတစ်ပါးသို့ဖမ်းဆီးခေါ်ဆောင်သွားခံရမည် မတေချာမရေရာသောနေ့ရက်များကိုရင်ဆိုင်နေကြရသည်ဆင်းရဲဒုက္ခသည်ပြင်းထန်တော်လဲကိုရောဤမြစ်တာတော်သည် မကုံခန်းသောကြောင့်ငါတို့သည်ဆုံးရှုံးခြင်းသို့မရဟုဘုရားသခင်ကတိပြုခဲ့သည်ဂယုဏတော်သည်ဘယ်သောအခါမှမကုံဆုံးသောကြောင့်ဂတိထားရပြီ၌သူတို့မရှိတော့လျင်ပင်ဘုရားသခင်၏ပဒိညာဉ်မြစ်တာသည်သူတို့နှင့်အတူရှိနေလိမ့်မည် သူ၏သားသမီးများအတွက်ဘုရားရှင်၏မြစ်တာတော်သည် အကန့်အသတ်မရှိပေ အပိုင်ငယ်24ကိုထင်ဟက်ရင်ထာဝရဖျားသည်ကျွန်ုပ်၏အဖို့အရာအလုံးအတွက်ကျွန်ုပ်၏ကိုယ်ပိုင်အရင်အမြင့်ဖြစ်တော်မူကြောင်းကျိုးစီတိနာလေလျက်မေတ္တာတော်ဘယ်တော့မှမကုန်ခန်းသူထံမှခွန်အားကိုကျမရရှိနေတာကြောင့်နေ့စဉ်လိုအပ်မှုများအတွက်ကျမစုစည်းပေးကမ်းနိုင်ပါတယ်ဟုပြောခဲ့သည်။ဖျားသခင်အားနာခံခြင်းဖြင့်အသက်ရှင်သည့်အခါရှေ့နာခံနိုင်မည်သည့်အရာများရှိနေပါစေ။ မျောလင့်ခြင်းကိုကျမတို့ရရှိနိုင်ပါသည်ဖျားသခင်သည် သူ၏ပြည့်ပြည့်စုံသောဉာဏ်ပညာတော်ဖြင့်ကျမတို့၏လိုအပ်ချက်များကိုသိရှိကာသူအကောင်းဆုံးရှုမြင်ထားသည့်အတိုင်းကျမတို့ကိုမဆပ်ပန့်ဖို့ပေးမိတာဖြစ်သည် ဖျားရှင်ပြီးပြည့်စုံသောမြစ်တာကတင့်အားမြည်သို့သောနှစ်သိမ့်တတခြင်းနှင့်စိတ်ချမှုကိုပေးသည်။တင့်လိုအပ်သည့်အရာကိုပံ့ပိုးရ၌ဖျားရှင်၏ဉာဏ်ပညာကိုတင်မြည်ကဲ့သို့ယုံကြည်စိတ်ချနိုင်သည်။ချစ်စွာသောဖျားရှင်ကျွန်ုပ်၏မျှော်လင့်ခြင်းသည် ကိုရော၌ရှိပါ၏။ကိုရောအားစောင့်မျှော်ပါမည်။သခင်ယေရှုနာမကို အမိပြု၍ဆုတောင်းပါ၏။ နေ့စဉ်ခွန်အားကို ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။